ခုဖတ်ပြမယ်ဝုစုတို့လေးက1956အော်တိုဘာလာထုတ်ညဝရီမဂ္ဂဇင်းနေရဆိုင်ဆရာမောင်မြင့်ကျွေးရေးသားခဲ့တဲ့ပီရစီဆိုရယ်ဝုစုတို့လေးပါပီရစီညခုနကခန့်ရှိကြပြီရန်ကုန်မူကထင်းတပွဲပွဲရောက်တုန်ရဲ့ဆဲမီဟမပေါ် မွေးရဲမှာမိုးကအင်ဂျီကိုဝေ့ပြီးတက်ကလက်အုတ်ထုတ်ပြော့စောင်းထားတဲ့လူငယ်တယောက်ကဗိုလ်ချုပ်လမ်းတိုင်းရှိမှနောက်သို့လျှောက်လာရာလမ်းထိပ်သို့ရောက်တော့ဘဲဘဲကိုကြွေ၍လမ်းတဲချိုးဝင်လိုက်ပြီးဘဲဘဲစင်းကြံလမ်းပေါ်မှာတလန်းချင်းလျှောက်လာရင်ဆိုင်နံပါတ်များဟုသိသိချာချာဖတ်၍လာသည်ကိုတွေ့ရပါသည်မိုးရွာနေတော့လဲအုတ်ထုတ်ပြော့၏အောက်ဖက်နဖူပေါ်တွင်စီပေါ်နေသောချွေးသည့်ချွေးပေါ်ကြီးများကိုမြင်ရခြင်းဖြင့် အကြံအိုက်ပြီးစိတ်ညစ်နေပုံပေါ်လေသည်တနင်္ဂနွေရောက်သောဥပနာဖူသောဆိုင်းဘုအသေးလေးနဲ့အပေါ်ဘက်သို့ပြထားသောမြားကလေး၏လမ်းညွှန်ရာသို့လေကားမှတလှမ်းချင်းတက်ရင်းသွားလိုက်သွားလေသည်ပထမသာသို့ရောက်သောညာဘက်မှတကားပေါက်ကိုအစာလဲနဲ့တွန်းလိုက်ပြီးဝင်သွားရာပက်လက်ကလေးထိုင်ပေါ်တွင်ထိုင်၍စာအုပ်ဖတ်နေသောအသက်50ရွယ် ရှမ်းလူမျိုးအဖိုးကြီးတယောက်ကိုတွေ့ရပြီ။အခါကလေးမှာမချင်းမချေအလောတော်ဖြစ်ပြီးရင်ဇပွဲတစ်လုံး၊ဆလထိုက်ဟောင်းတစ်လုံး၊အတစ်တစ်လုံး၊ခွေးကြီးတစ်လုံးနဲ့နေရနေကထားသောဘီလိုနှလုံးအထက်မှဇေဘလင်ပေါင်းညောင်များစွာကိုဖျောင်းတိုင်း40အားမိချောင်းဤအလင်းရောင်ကြောင်းကောင်းစွာမြင်နေရသည်။ဝင်သာသူသည်ယေရှုနေသောအုတ်ထုံးနှင့်မိုးကအင်ကြီးကို ခွေးရီပေါ်တွင်ခောက်တင်ထားပြီးဥမနာအားတရိုးတသိဖြင့်ဥမနာပါလားခင်ဗျာဟေးဘာကိစ္စလဲထိုင်နေကွာဒေါကလူရဲကအော်ဥစီမစေစေစွမ်းကောင်းမျိုးစုံရှိတယ်ဆိုလို့ဟုတ်မယွတ်မဝက်မယဲနဲ့ဖြေလိုက်အေးဒါမဲ့စေးကတိတ်ညံ့ညာတော့မရှိဘူးအမ်မရနိုင်တာလည်းမင်းအတိပါပဲ ဥယောင်းနေတဲ့ဈေးမျိုးကဈေးလေးကြီးတယ်။ဖော်ရဆက်ရတာလေခက်တကွယ်။ဟုတ်ကဲ့ကျွန်တော်ဟာသိပါလေခင်ဗျာ။အခုကျွန်တော်လာခဲ့ရလား။စကမ်းဆုံးရင်ဥဝနာကဖြတ်ရဒီလိုရှိတယ်ကွာ။ဒီမှာဥပြောပြမယ်။ဟုပြောရင်ထိုင်ရမထား၍ဘီရီမှာပလင်းတလုံးကိုထုတ်ယူလိုက်ပြီ။ကဲဒီဆေးကိုကြည့်စမ်း ရေလို့ပဲမဟုတ်ဘူးလားအယောင်လည်းမရှိဘူးအရာသာလည်းမရှိဘူးအနံ့လည်းမရှိဘူးဒီဆေးကို coffee နွားနိုစံပြုတ်လိမ္မော်ရင်အိုးဘယ်လဲမထက်ထက်သုံးသုံးဒီဆေးပါမှမသိစရာဘူးအဲ့အစွမ်းထက်ထက်ဘဝမှာထက်သူ့ပြင်ဘယ်ဆေးမှမတားနိုင်တော့တခါတဲ့အသက်ကြောက်သွားမှာလေကွာဘာကြောင့်တရားရည်ဆိုတာအဆရှာလို့ရမှာမဟုတ်ဟမ်ဒါဒါအစိတ် လူငယ်ကအထိတ်တလန့်မင်းရှာတယ်။အေးပြီကွာ။အစိတ်တို့မခေါ်ရင်လေကြပြဆန်းဆန်း음ဘုညင်ခွာစီလို့ခေါ်ပေါ့ကွာ။ဟေးဟေးဟေး။ဝနာရာသူစကားကိုသူသဘောကျလေဟာနေရှင်းနေလိ။ကျွန်းတော်မှဆက်လက်ပြီ။အေးလေတခါလေတော့လေဒီလိုစီမျိုးဟာအတုံးချဖို့ကောင်းတယ်ကွာသိလား။ငြင်းရပြန်ပြီးတော့ကျွန်တော်ဒါမျိုးမလုပ်ကြည့်ဘူးခင်ဗျာ မင်းမလို့ခြင်းမှုဆိုတာငါအစကတည်းကသိပါလေမိတီဈေးရဲ့ဈေးနှုန်းကိုသိပြီလားဟော်ဒီလေပေးစွန်ဒဇွန်လူတယောက်စားကိုဝင်း9000ရရမှာရောင်းမယ်ကွာသိတာ9000ဆိုတပြားမှမလျှော့ဘူးပဲဒါဒါဖြင့်ဦးရောင်းမယ်စီရီကဈေးကြီးတာပေါ့နော်လူငယ်ကစဉ်မသက်မသာဖြစ်သွားဟဲ့မြေအဲအနေဦးနာအိုးဒီလိုတည်းမဟုတ်ပါဘူး ပီအစီကြတော့ဈေးတညူရောင်းရတာပေါ့ကွာဆိုပါစို့ပီအစီကိုဝင်း9000ကျတပြားမှမချုပ်ဘူးဆိုရင်ဘုသူကလာဝယ်မှာလေနောက်ပီအစီကိုသုံးကျင်တဲ့လူငယ်တွေကလည်းငွေ9000ရှာမရနဲ့ဘယ်တော့သုံးရတော့မှာလဲကျူတော့ပီအစီကိုစီးလျှော့ထားပါလေကွာလူငယ်ကပြန်ပြောတာဟာဟုတ်ကဲ့ဝမ်းသာစရာပါပဲဗျအဲ့နဲ့ဦးဝနာကြီးကအေးပေါ့ကွာ ပြီးပြရစေကိုဝယ်သွားလို့သဘောကျသွားပြီးနောက်စေတမျိုးလိုချင်ရင်ပြန်လာပြီးမစီပဲပြန်လာတာလေကွာအဲ့ဒီနောက်ဝယ်တဲ့ဈေးကကြီးနေရင်သူငွေစုပြီးလာဝယ်မှာသိချတော့ပေါ့ကွာဒါဖြင့်ဦးစီမှာပြီးရစေရှိတယ်ဆိုတော့စူပါတော့လုံးမနေပါနဲ့ကွာရှိတာပေါ့ကွာဟောလီမှာဂျီဆန်ဘီရိုတဲမှာပရင်လုံးကိုနောက်ထပ်ဆွဲထုတ်လိုက်ပြီး ဒီဆေးဟာ ပြီးရဆေးထဲမှာအစွမ်းထက်ဆုံးဆိုတာမင်းကိုငါပြောနေစရာလိုပဲမထင်ဘူးလုံငယ်ပြန်ပြီးဒါပဲမဲ့ဒီဆေးဟာချာရှိအစွမ်းထွက်ဟာ ပြောမှပြောရတယ်ကွာစွမ်းထက်တဲ့နေရာဘတော်မှမပြေဘူးရာသက်ပန်းထားစွင်ထားဝစင်းအသက်ဆွဲသွားမယ်ဆေးပါကွာငါကိုယုံစမ်းမှလိမ်မပြောတတ်ပါဘူး Hello? Pia yi? တကယ်စွမ်းနဲ့စေပဲတဲဟုတ်ပါလားလူငယ်ကြီးစိတ်တွင်အတော်ပီတိဖြစ်သွားပုံရအေးကွာဒီစေကတကယ်စွမ်းတာကွာတိလားဟုတ်ကဲ့အမိတ်ရှိပါလားဗျမင်းကိုမစွဲလန်းမခင်တွယ်တဲ့လူတွေကိုဒီစေကအစွမ်းပြမှာတေချာတော့ကွာဒီစေနည်းနည်းကိုလိမ်မော်ရီထဲမှာပဲဖြစ်ဖြစ်ကာဖီထဲမှာပဲဖြစ်ဖြစ်နည်းနည်းထိတ်ဒီမင်းကောင်မလေးကိုတိုက်လိုက်စမ်းတခါတည်းမင်းကောင်မလေးပြင်ပဖြစ်တဲ့အပွားတွေအကုန်မေ့ဒီမင်းကို မင်းမမင်းအသက်ဆွဲဖြစ်လာမှာကွာဟာဟုတ်ကဲ့ပါညာပွဲလန်းတပင်လေးကိုလည်းအလိုလိုနေရင်သူမုန်းသွားလိမ့်မယ်ဘရောမမင်းနဲ့ခွဲမှလည်းမဟုတ်ဘူးမင်းနဲ့တခြားမင်းမချောတီတွေ့မှာကိုလည်းသူကြောက်လာလိမ့်မယ်ဟာဟန်နာပဲဗျာကျွန်တော်မိမကအင်မတန်ပျော်ပါဝါသနာပါတာခင်ဗျာအေးဝါမင်းကောင်းမလေးကမင်းဆိုမှမင်း မင်းကိုအသေးဆွဲဖြစ်လာမှာကွ။နောက်ပြီးမင်းနဲ့ပတ်သက်ပြီးမနာလိုဝန်တိုတာတွေလည်းသူဖြစ်လာမှာပဲကွ။အဲဒုငယ်အဲ့ခါကျလား။ဒါအဲ့ရမှာအချစ်စစ်ခင်ဗျာ။မင်းကိုသူကသူ့ရဲ့ဘဝပန်းတိုင်လိုထင်လာပြီးမင်းကိုတိတ်ဟူးဆိုင်လာမယ်ကွ။မင်းနဲ့လေးမိုင်းနေရင်သူကြည့်ရမှာမဟုတ်ဘူး။ မင်းရှင်နေရဲ့ဘာကြောင့်ရှင်နေရဲ့ဆိုသူသိချင်လာမှာပဲမင်းကထမင်းစားမကောင်းရင်ခေါင်းကပ်ရင်အိုးသေးဖွေးလေးအသေးပွဲလေးကတည်းကစပြီးမင်းကိုသိကယူဆိုင်ထားမှာခွာသိလားနေတာပဲပြုမင်းပြန်မမလည်းသူသိဆိုရင်နေမှာပဲမင်းအိမ်ပြန်တနာရီတော့နောက်ကျနေရင်သူမနေတတ်မထိုင်တတ်ဖြစ်နေလိမ့်မယ်နေကိုသူကလမ်းမှာကားတိုက်လို့ဒေသလားပြန်ပြီးမြဆွဲတော်သလားနဲ့အညိုမျိုးတွေးပြီးပုန်နေလိမ့်မယ် လူငယ်ရဲ့ခံကြတော့မယုံနိုင်စရာပါပဲဗျာအေးမယုံမရှိနဲ့စိတ်ကူးတဲ့နေရမှာတော့မလို့ဘူးဒါပေမဲ့ဓာတ်တွေတနေ့ကြာရင်မမြဲတော့တရားကြောင့်သူကမင်းကိုမေးလျော့တော့မှာပါဟာဒါဆိုပဲဟဲ့မနေလူငယ်ကထိတ်တန့်ပြောတယ်အင်းလေဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေဒီအတွက်တော့စိတ်ပူမနေပါနဲ့ကွာမင်းတို့ကအသက်ဆွဲပြီးမင်းလိုနေသည်မရှိအောင်ပြုစုမယ်ဆိုရင်ကောကွာ လူငယ်ကအဲ့ဒီမှာကဲဒါကဒီစေးအတွက်ဘလောက်ပေးရမလဲခင်ဗျာဥပနာတရားပြောတာဒီစေးကဟိုးအစိတ်စေးဒါမှမဟုတ်ဝိညာဉ်ခွာစေးလောက်တော့ဈေးမကြီးလာပါဘူးဟိုးစေးက9000တရားမှမလျှော့မောင်ရင်တကယ်လို့ဟိုးစေးကိုလိုချင်ပိုက်ဆံပြည့်အောင်စုပြီးမှဝယ်နိုင်မှာကွာဟုတ်ကဲ့ဟိုပြရစီရပါခင်ဗျာအော်ဒီစေးကတော့ စကားကိုခဏဖြတ်လိုက်ပြီးစပွဲအန်စွဲကိုစွန်းတော့ရဲ့အထဲမှာပရင်သေးတဲ့လုံးကိုယူလိုက်ပြီးဒီဂျစ်ဘလင်းအပြင်မှာငွေ30တဲပါမောင်ကြီးဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ယူပါမယ်ဥပနာသည်ဘလင်းလေးတဲတို့ဆေးရည်ထည့်ပြီးတော့ခါအဖုံးကိုပိတ်၍လူရွယ်စီတို့ကမ်းပေးလိုက်တယ်ဥပနာကအခုတို့ပြောပါတယ်အခုတော့မှာလိုက်ပြရစီမောင်ကြီးဒီဆေးကိုလူကြိုက်အင်မတန်များတယ်ခွင့်ဒါပေမဲ့ ဒီဆေးကိုသုံးပြီးရင် တော်တော်ကြာတော့ဥစီပြန်လာပြီးဈေးကြီးတဲ့ဆေးကိုပဲဈေးကြီးပေးပြီး ပြန်ပြန်ဝယ်သွားကြတာတွေ့ရတဲ့ကွက်ဒီဆေးကတော့မင်းအတွက်ရောမင်းအတွက်တရားရောက်ပါလိမ့်မယ်ကွာဟုတ်လားလူငယ်ရပြီကြည်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုခွင့်ပြုပါအေးအေးလူငယ်သည်ဖြတ်လက်သောခြေလမ်းများခဲ့အခါနဲ့မှထွက်ခဲ့ပြီးလေကားတိုင်းဆင်းလာခဲ့ပြီ လမ်းတဲသို့ရောက်သောမဆဲသောထင်ရသောရန်ကုန်မိုးသည့်ဆင်းနေသည့်ဖြစ်သည်ကိုတွေ့ရသည်ရမကလူငယ်၏လက်ပနာဤတွင်ရှစ်နာရီထိုးနေသည်ကိုတွေ့ရသည်လူရည်သည်မိုးကအင်ဂျီကိုဘယ်ဘက်လက်မောင်းပေါ်တွင်တင်လျက်သရှင်၏တပုတ်ကိုလက်ချုံကလာလန်းအတိုင်းပြန်သွားလေတော့သည်စာရည်သူမောင်မြင့်ချွေ